ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Core Function Break ၅လုံးကို ပြန်လည်ပြောပြီးတော့မှာဖြစ်ပါတယ်ဗောနောဒီခရစ်တပတ်မှာလည်းကျွန်တော်တို့ Core Function Break တွေသင်ပြပါဆိုတဲ့အတွက်ကျွန်တော်ဒီတပတ်မှာတော့ Core Function นี้ကိုပြန်လည်ပြောပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီနံပါတ်7နှစ်ဗောနောနံပါတ်7နှစ်နံပါတ်73နံပါတ်74ကနေစပြီးကြည့်အောင်ပါခင်ဗျာ 336တပြည်မှာဆိုရင်ဒီ3ရက်ဒီ6ရက်ကွာပေါင်းတာဖြစ်ပါတယ်ပေါ့နော်3နဲ့6ပေါင်းရှင်ဒီ9ဖြစ်ပါတယ်6 9 6 9တိအဲ့ဒီပရိင်္ဂါလုံးထဲက9ပရိ36ပေါ့နော်3ည4တိမှာဆိုရင်ဒီ3ညရက်တိရက်ပေါင်းရှင်ကတိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်6ရက်9တပြည်မှာဒီ8ရက်9ရက်ပေါင်းရှင်ဒီ15ပေါ့နော်ဒါကြောင့်မို့3 5 8 9ထဲက9ပရိ69ဖြစ်ပါတယ် ခွန်ရှိကိုနီလေးကွာပေါင်းချင်းပြိဆိုပြီးဖြစ်ပါတယ်ဗောနော်63များ6ဆိုရတဲ့ကျွန်တော်ဒီ6နဲ့ဒီ6နဲ့ပေါင်းချင်းကဆက်နေပြိဖြစ်ပါတယ်6ရှောင်းနည်းတပြင်ပါဆိုရင်ကျွန်တော်တို့ဒီ6ရဲ့နေ့ရဲ့ပေါင်းတယ်ဗောနော်ဒီ6ရဲ့နေ့ရဲ့ပေါင်းချင်းဒီ10ပြိဖြစ်ပါတယ်နောက်ထပ်ဒီ665တပြင်မှာကျတော့ဒီ6ရဲ့9ရဲ့ပေါင်းချင်းဒီ7ပြိဖြစ်ပါတယ်ခင်ဗျာ ဒီ9 6ရက်တပြင်မှာကြတော့9 3ညတင်လေး6ထက်ကဒီ9ရက်2ရက်ပေါင်းရှင်းဒီစက်တီပရိတ်ဖြစ်ပါတယ်။တညာလေးလေး9 6 9တင်ပရိတ်ရတယ်ပေါ့နော်။ဆိုတော့အဲ့ဒီတညာရဲ့2ရက်ပေါင်းရှင်းဒီဒီမှာ၄ပရိတ်ဖြစ်ပါတယ်။နင်းနေတဲ့တပြင်မှာကြတော့နင်းနဲ့ဒီတင်နဲ့ပေါင်းရှင်းဒီ3ပရိတ်ဖြစ်ပါတယ်ခင်ဗျာ။ရှစ်လေးတုံးတပြင်မှာကြတော့ဂျီရှစ်နဲ့တုံးပေါင်းရှင်းဒီစက်တီပရိတ်ဖြစ်ပါတယ်။ နံပါတ်20နဲ့63တပင်မှာဒီ6နဲ့3ပေါင်းရှင်းကစက်တိပရိဖြစ်ပါတယ်ခင်ဗျာဒါအတုံးလူတဲ့မိတ်ဆွေများအသားကျွန်တော်ပြန်လည်ကြောက်တော့မှဖြစ်ပါတယ်ဗောနော်တရှုကဒီလိုကွာပေါင်းရှင်းပရိတွေအနောက်နှလုံးပေါင်းရှင်းပရိတွေရှင်းနှလုံးပေါင်းရှင်းပရိတွေတော်တော်လေးကြိုက်တယ်ဗောနော်အဆိုတော့အဲ့အတုံးလူတဲ့မိတ်ဆွေများအသက်ဗောနော်ဆိုတော့ဒီနှစ်တောင်ညာကိုမှာဆိုရင်နှင်းနဲ့ဒီကိုနဲ့ပေါင်းရှင်းကစက်တိပရိဖြစ်ပါတယ် တိပီရောခွန်ခွန်ကိုတပင်ပေါ့နော်နေဦးခွန်ခွန်ကိုတပင်မှာဒီခွန်နဲ့ကိုပေါင်းရှင်ကဆက်လျှောက်ပရိတ်ဖြစ်ပါတယ်တင်းနေ3လျှောက်ရှိတဲ့ကလျှောက်ပရိတ်ခွန်ကိုဖြစ်ပါတယ်ပေါ့နော်ဒီခွန်3ည3ညတပင်မှာကြတော့ခွန်ရဲ့3ညရဲ့ပေါင်းရှင်ဒီခွန်ပရိတ်ဖြစ်ပါတယ်ခင်ဗျာနံပါတ်3နံပါတ်26 3ခွန်ခွန်တပင်မှာကြတော့ကျွန်တော်9လျှောက်ခွန်3ညနေပရိတ်ဆိုပြီးရတယ်ပေါ့နော်အဲ့မှာကြရင်3ရဲ့ခွန်ရဲ့ပေါင်းရှင်က3ညပရိတ်ဖြစ်ပါတယ်ရှစ်ကိုလေး ရှစ်ခိုးလေးတပြင်မှာ၅လျှောက်ခွန်၃များနှစ်ထက်ကဒီရှင်းနဲ့လေးပေါင်းရှင်းဒီဆန်နီပရိတ်ဖြစ်ပါတယ်ခင်ဗျာဒီ၅လျှောက်၃တပြင်မှာကျွန်တော်ဒီ၅နဲ့၃ပေါင်းရှင်းဒီရှေးရတယ်ဗောနော၅၈ပရိတ်ဖြစ်ပါတယ်ဒီလျှောက်ရှစ်ခွန်တပြင်မှာလျှောက်ရခွန်ရပေါင်းရှင်းဒီ73ပရိတ်ဖြစ်ပါတယ်နံပါတ်20နဲ့9ချိန်ရှိသွားပြီဖြစ်ပါတယ်ဗောနော Okay နံပါတ်29ပြီးတော့နံပါတ်30ကိုဆက်ကြည့်အောင်လားခင်ဗျာ နံပါတ်30မှာဆိုရင်ကျွန်တော်နိနိခွန်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်နိနိခွန်ပါဒီနေ့ရခွန်ရပေါင်းရှင်းဒီကိုပရိဖြစ်ပါတယ်ရှေကူ3 3 5တဲ့ကကိုပရိနိခွန်ဖြစ်ပါတယ်ပေါ့နော်ဒီ388တပြည့်မှာဒီ3နဲ့ရှင်းနဲ့ပေါင်းရှင်းကဆက်တပြည့်ဖြစ်ပါတယ်ခင်ဗျာနံပါတ်32 39မှာဒီ3နဲ့ဒီကိုပေါင်းရှင်းဒီဆက်နိပရိဖြစ်ပါတယ်နံပါတ်33 39နှစ်တပြည့်မှာဒီ3နဲ့ဒီနိနဲ့ပေါင်းရှင်းဒီ9ဖြစ်ပါတယ်ခင်ဗျာ ဒီ၃ခုနှစ်တပင်မှာ၃ညဒီနှစ်ရဲ့ပေါင်းရှင်းဒီ၅ပရိဖြစ်ပါတယ်။နံပါတ်35နှစ်လေး၆တပင်မှာဆိုရင်နှစ်နဲ့ဒီ၆နဲ့ပေါင်းရှင်းဒီ၈ပရိဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်နံပါတ်36 3၄၄တပင်မှာဆိုရင်၃ညဒီ၄နဲ့ပေါင်းရှင်းက9ပရိဖြစ်ပါတယ်ခင်ဗျာ။နံပါတ်38 5နှစ်တပင်မှာဆိုရင်၈ရဲ့ဒီနှစ်ရဲ့ပေါင်းရှင်းဒီ၃၃ညပရိဒီအနောက်ကတောက်လျှောက်ဖြစ်ပါတယ်ဗောနော်။ ီရှေ့ရှောင်း၅တကြိမ်မှာတော့ရှင်းနဲ့ဒီ၅နဲ့ပေါင်းရှင်းဒီ73ပြည့်ဖြစ်ပါတယ်ခင်ဗျာဒီ3ခုနှစ်မှာကျွန်တော်တို့နံပါတ်39 35နှစ်35ရှောင်းတပြင်မှာ3နဲ့ဒီရှောင်းနဲ့ပေါင်းရှင်းဒီ9ဖြစ်ပါတယ်ရှောင်းလေးရှောင်းတပြင်မှာလည်းရှောင်းနဲ့ဒီရှောင်းနဲ့ပေါင်းရှင်းဒီဒီမှာနှစ်ပြည့်ဖြစ်ပါတယ်ခင်ဗျာ9ရှောင်းခွန်3နှစ်မှာဆို9ခွန်8ဆိုတဲ့အတွက်ကြောင့်မို့ခွန်နဲ့8ပေါင်းရှင်းဒီ9နဲ့8ပေါင်းရှင်းဒီ16ပြည့်ဖြစ်ပါတယ်ဗောနော် ်ရှောက်ကိုရှောက်တဲ့ပြင်မှာကျွန်တော်ခွန်ရှစ်ကိုနင်းလေးထက်က6ရက်6ရက်ပေါင်းရှင်ဒီဆန်နီဘရိတ်ဖြစ်ပါလေနောက်ထပ်ကြည်ရှစ်ကိုရှစ်တပြင်မှာတော့တင်းနှုံး6ရှစ်ရာလေးဘွတော့အဲ့မှာတော့ရှင်းနဲ့ရှစ်ပေါင်းရှင်က16ဘရိတ်ဖြစ်ပါလားခင်ဗျာโอเคဒါလေးကိုကျွန်တော်မိတ်ဆွေများအသုံးလူတွေမိတ်ဆွေများအသက်ပေါ့နော်ပြန်ပြီးရှင်းဖြစ်ပါလေ20ဒီဘလောက်ပဲတောက်လျှောက်ဥကိနေပစီပေါ့နော်ကျွန်တော်ဒီအသုံးလိုက်တဲ့အချိန်မှာတော့ပြတ်တက်တယ်ခင်ဗျာ ကျွန်တော်တို့လုံးပိန်နီးတစ်မျိုးတွေပြီးတော့ထိတ်စီတစ်လုံးအလေနီးတစ်လုံးအပိန်နီးတစ်လုံးတွေပရိတ်တစ်လုံးတွေလည်းရှိတယ်ဗောနောပရိတ်တစ်လုံးနီးတွေလည်းရှိတယ်တို့တို့ကျွန်တော်တို့အဲမတင်ပြဘူးဆိုတာလေးကတော့ပြန်မဆိုးလို့ဗောနောโอเคကျွန်တော်ဒီချုပ်ပြီးရင်တော့ကျွန်တော်ထိတ်စီတစ်လုံးအလေထိတ်တစ်လုံးအပိန်တစ်လုံးကိုတင်ပြသွားမယ်ဗောနောโอเคဒါကတော့ကျွန်တော်ကွာပေါင်းရှင်ပရိတ်ဖြစ်ပါတယ်ဒီတနည်းကိုပဲဖြစ်ပါတယ်ဗောနောဒီတနည်းကိုပဲတင်ပြလိုက်တာဖြစ်ပါတယ် နောက်ထပ်နည်းတွေလည်းရှိသေးပါဘောနော်နောက်ထပ်နည်းတွေကိုလည်းကျွန်တော်ဒီပုံနဲ့ပြပြီးသွားမယ်ပေါ့နော်ဆိုတော့ဒီ6ကို6မှာ3 3 6 6တဲ့ကရှောက်ပြည့်ရှင်းရှင်းပေါ့နော်ဒီနံပါတ်40နဲ့40ချိန်ထိဆက်ပြီးတော့ဟိုဂီမလာကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲပေါ့နော်တင်ရှာနည်းအရာကတော့ဒီတပတ်မှာကျွန်တော်ဒီအပေါ်မှာ9 6 9 3ညနှစ်ပြည့်ဆိုပြီးတော့ကွာပေါင်းရှင်းပြည့်ရနေတယ်ပေါ့နော်ဒါကွာပေါင်းရှင်းပြည့်ဖြစ်ပါတယ် ီအရှိမှာကျွန်တော်သင်ပေးထားတာကတော့အရှိနှလုံးပေါင်းရှင်ပရိအရှိနှလုံးပေါင်းရှင်ပရိကတော့ပုံသူရှုလိုက်ရင်ကျွန်တော်ရှိသလုံးပဲရှိတယ်ဗောနော်တိုးတိုးဆက်ပြီးမပြီးကတော့ကျွန်တော်ရှောင်ကြည့်ရမှာဖြစ်ပါတယ်ဒါကွာပေါင်းရှင်ပရိဗောနော်အနောင်နှလုံးပေါင်းရှင်ပရိကိုလည်းသင်ပေးထားပြီးပြီဖြစ်ပါတယ်ဒါလည်းဒါလေးကတော့ကျွန်တော်အနောင်နှလုံးပေါင်းရှင်ပရိဗောနော်ဒီအတုံးခုံခုံမှာဆိုရင်ခုံခုံပေါင်းရှင်14ဖြစ်ပါတယ်9နဲ့4ပေါင်းတာ73 6နဲ့3ပေါင်း9 8 95 နှစ်ခွန်က9886ဒီအနောက်နှလုံးပေါင်းရှင်ပြည်ဒီတစ်ခုကတော့6လုံးပဲရှိတယ်ပေါ့နော်ဒီတနည်းကပင်ရှင်ပေါ့နော်ဘလောက်ပဲပင်ရှင်နေပါစေကျွန်တော်ဒီ698တကြိမ်မှာတော့လာပြတ်သွားတယ်ပေါ့နော်ဒီ696တပြင်မှာအခုနဲ့6ပေါင်း55ဒီဖက်မှာလည်းငါ OK တယ်တိုးတိုးနံပါတ်50နဲ့ငါဒီပြိတ်6လုံးတော့မှပြတ်သွားခဲ့တယ်ပေါ့နော်ကျွန်တော်အာ ဒီတတခုရှင်ဒီပရိတ်လေးလုံးကတော့ဆက်ပြီးဟိုကြီးသွားခဲ့တယ်ဒီတစ်ပတ်မှာတော့ကျွန်တော်လေးရှောက်တုံညာတည်ဆွပြီးရတယ်ဗောနော်ဒီတစ်ခုမှာလည်းလေးရှောက်တုံညာတိတ်ကပါနေပြီးသားဖြစ်ပါတယ်ဒီတင်းနဲ့ငါရှောက်ခုရှင်ဒီဒီမှာဆိုရင်ခုနှစ်ပရိတ်ကိုရှိဗောနော်ဒီတစ်ပတ်မှာလည်းတုံညာတည်လေးရှောက်ဆိုတော့လေးရှောက်တုံညာတိတ်ကဒီမှာအတူတူပဲဖြစ်နေတယ်ဗောနော်ဒါကအနောင်နှလုံးပေါင်းရှင်ပရိတ်ကလေးရှောက်တုံညာတိတ်လေးလုံးဖြစ်ပါတယ်ဒီအရှိနှလုံးပေါင်းရှင်ပရိတ်ကကြတော့ဒီရှိနှလုံးပေါင်းတာက၄၅ခွန်၈၃ပေါ့နော် အခုဒီတော့ဒီကွာပေါင်းရှင်းကကြတော့ဒီမှာဆိုရင်ကျွန်တော်969 3ညနေ့ဆပီးဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပြီးမပြရတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ကွာပေါင်းရှင်းပရိတ်ကနောက်ထပ်ပေါ့နော်နောက်ထပ်နီးအတင်နှမျိုးရှိတယ်နီးနှမျိုးပေါ့နော်ကျွန်တော်ပရိတ်ကတော့6လုံးစီနီးနှမျိုးပုံတူအရာပေါ့နော်ဒီနှပေးမှာလေးပြပြထားတယ်ဒုက3ည4ခွန်9ဆိုပြီးယာနေပေါ့နော်ပုံတူပေါ့နော်3ည4ခွန်9ဆိုတော့ကျွန်တော်ဒီမှာဆိုရင် ခွန်ရဲ့၃ညရဲ့တူတယ်ပေါ့နော်ခွန်ရဲ့၃ညရဲ့တူတာဖြစ်ပါတယ်။ကွာပေါင်းရှင်ခွန်၃ညအပေါ်ပြီးတော့အတာတွေလို့ပြောရမှာပေါ့နော်။ Okay တွဲနီးဒီဘယ်လောက်ပဲကောင်းနေပါစေပေါ့နော်။ကျွန်တော်ဒီတံမျိုးအသေးကိုပဲသုံးတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်။ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးလည်းကိုစိတ်ကြမှာဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ။